မုံတက်ဖို့ကလွယ်ပါတယ်ဒါပေမဲ့ချစ်တက်ဖို့ကတိတ်ကို ခက်ခဲတာပါအဲ့လိုပါပဲကောင်းတဲ့အရာတွေကိုရဖို့ကတော့ခက်ခဲပါတယ်မကောင်းတဲ့အရာတွေကိုရဖို့ကတော့လွယ်ကူနေပါတယ်ဒါကြောင့်မလို့လူတော်တော်များများကမုံတက်ဖို့လေ့ကျင့်ကြတယ်မကောင်းတဲ့အရာတွေကိုရဖို့အတွက်ကြိုးစားကြတယ်ကိုကတော့ချစ်တက်ဖို့လေ့ကျင့်ပါကောင်းတဲ့အရာတွေကိုရအောင်ယူနိုင်မှုကြိုးစားပါ လောကရဲ့သဘောတရားကရှင်းပါတယ်ကြီးကျယ်တဲ့စိတ်ဓာတ်နဲ့နေမယ်ဆိုလို့ရှိရင်တော့ကြီးမားလာမှာပဲသေးဖွဲတဲ့စိတ်ဓာတ်နဲ့နေရင်တော့သေးဖွဲနေမှာပဲအောက်ချီလို့ဖို့ပြောတာမဟုတ်ပါဘူးအမြဲတမ်းကိုကိုကိုကြီးကြီးမားမားတွေးတာပါခကြိမ်မမလည်းဆွေးနွေးဆက်ပါ မျက်လုံးတွေကို direct ကြည့်ပါပြီးရင်ကိုကိုကိုယုံကြည်မှုအပြည့်နဲ့ စကားတွေပြောချလိုက်စမ်းပါကိုကိုကူတာလေးလေးစားစားနေလိုက်ရင်သူများတွေကလည်းကိုကိုလေးစားပါလိမ့်မယ်ကိုကိုကူလေးစားတယ်ဆိုတာကကိုမလုတ်ဘူးဆိုတဲ့အရာတွေကိုမလုတ်တာလုတ်မယ်ဆိုတဲ့အရာတွေကိုလုတ်တာဒါကိုပြောတာပါစဉ်းစားကြည့်ပါ အသည့်စတင်မှုတွေဟာနာကျင်စရာကောင်းတဲ့အဆုံးသက်အဖြစ်နဲ့ပုံဖြတ်ပြီးတော့မှ ဟန်ဆောင်ပြီးတော့ဝင်လာကြတယ်။ဆိုလိုချင်တာကနာကျင်စရာကောင်းတဲ့အဆုံးသက်တစ်ခုပြီးသွားပြီဆိုရင်တော့ပျော်စရာကောင်းတဲ့အသည့်တွေစတင်ပါလိမ့်မယ်။တဘွားထဲမှာ အသက်နှစ်သက်သာရမယ်ဆိုရင်ဒုတိယအသက်ဟာကိုအသက်တစ်ခုတည်းပဲရှိတယ်ဆိုပြီးတော့ နားလေလိုက်တဲ့အချိန်ပဲဆိုလိုတာကဘဝမှာအရေးကြီးဆုံးက ကိုယ်မှာအသက်တသက်ပဲရှိတယ်ဘဝတစ်ခုပဲရှိတယ်ဆိုတာကိုသိဖို့ပဲလူတစ်ယောက်ကိုသမင်းတပကံပေးတာက ကောင်းပါတယ်အစာပေါင်းများစွာပိုကောင်းတာကတော့အဲ့ဒီလူကိုစံဆိုင်နီးသင်ပေးလိုက်တာပဲဒါပေမဲ့လူတော်တော်များများကသမင်းတပကံပေးမှကိုစောင့်ကြတယ် စံဆိုင်လေးကိုတော့မရှာဖွေကြဘူးကိုကတော့ခမင်းတပကံရဖို့ကြိုးစားတာတဲ့စံဆိုင်လေးသိအောင်လုပ်ပါလူကောင်းတယောက်ကိုမြင်တဲ့အခါမှာငါလဲသူ့လိုဖြစ်အောင်ကြိုးစားမယ်ဆိုပြီးတော့မှစဉ်းစားပါမကောင်းတဲ့လူတယောက်ကိုတွေ့တဲ့အခါမှာတော့ကိုယ့်ရဲ့အားနည်းချက်တွေကိုပြန်လဲတုံးသက်ကြည့်ပါ ကိုယ်ငါတန်ရှင်းမှုမရှိဘဲနဲ့တော့အိမ်နီးနာချင်းရဲ့အိမ်ကြီးညစ်ပတ်နေတာကိုအပြစ်တင်မနေပါနဲ့ဉာဏ်ပညာတွေလေ့လာဖို့အတွက်နီလန်သုံးခုရှိတယ်။နံပါတ်1နီလန်ကတော့ reflection လို့ခေါ်တဲ့ပြန်လည်သုံးသပ်ခြင်းဒါကတော့အကောင်းဆုံးပဲ။နံပါတ်2ကတော့အတုပြုလုပ်ခြင်းဒါကအလွယ်ကူဆုံးပဲ။အတုပြုလုပ်တယ်ဆိုတာကတခြားသူတွေအတိုင်းလိုက်ပြီးတော့လုပ်ကြည့်တာပါ ံပါတ်3ကတော့အတွေ့အကြုံတွေကနေသင်ခန်းစာယူခြင်းဒါကတော့အခါတည်ဆုံးဖြစ်နေမယ်ဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေမျိုးများလာဖြစ်ပါတယ်ကျွန်တော်လူငယ်တွေနဲ့မိဆွေတွေဟာလည်းနေ့တစ်နေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရင်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ကိုညာလေးအောင်ပါခင်ဗျာ